မင်္ဂလာပါကချင်ဝိသတင်းဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီမှာကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ ။တကြံကာလကစတင်ပြီးအချင်းပြင်းနဲ့မိုးညင်းမြို့နယ်အတွင်းရှမ်းနေတိုင်းနာအမိခံစစ်ကောင်စီရဲ့ပြည်သူ့ဆဲအဖွဲ့တွေကလူတစ်ဆူဆောင်မှုတွေစက်တိုက်ပြုလုပ်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကမိုးညင်းမြို့အနီးတစ်ဝိုက်ထန်းတပင်အင်ဂျင်ကုန်စတဲ့မြို့စုံကျေးရွာတွေမှာပြည်သူ့ဆဲအဖွဲ့က အရက်သားဖန်ဆီးမှုတွေပြုလုပ်ခဲ့တယ်လို့မုံညင်းမျိုးခံတွေကပြောပါရယ်လူနာတင်ရင်သစည်းနဲ့ရှေ့ပြေးမော်တော်ယာဉ်တွေမှာစီးနင်းလိုက်ပါလာတဲ့ဗီဒိုဆက်အဖွဲဟာမုံညင်းမျိုးအနီးတဝိုက်မှာလူတစ်ဆူဆာမှုတွေပြုလုပ်နေတာကြောင့်မျိုးအနီးတဝိုက်အသူအသွားအလာမရှိတလောက်နဲ့ပါသွားတယ်လို့ဆိုပါရယ်မုံညင်းမျိုးနဲ့အတွင်းမှာရှိတဲ့အင်းတော်ကြီးဒေတာမှာလည်းအဆိုပါဗီဒိုဆက်အဖွဲကတကြံကာလအတွင်းလူတစ်ဆူဆာမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ် တကြံကာလမိဘဘဝကြောဖို့အင်တော်ကြီးဘက်အလဲအပတ်သွားရောက်ကြတဲ့လူငယ်နဲ့လူလက်ပိုင်းအရွယ်တွေကိုယောက်ျားမိန်းမမရွေဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့ဒေတာခန်တွေကဆိုပါတယ်။ဟိုပင်နတ်မွန်လန်းကျောတခြားမှာဖမ်းဆီးမှုတွေစက်တိုက်ဆိုးတယ်လို့ပြုလုပ်ခဲ့ပြီးပြည်သူတရားဝန်ကျင်လူတစ်စုဆောင်ခံလိုက်ရတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ကချင်ပြည်နယ်ဖားကန့်ဒေတာကိုဆက်တွဲထားတဲ့ဟူပင်အင်တော်ကြီးလမ်းကြောဘူကဒေတာခန့်တွေဟာတိုက်ပွဲတွေကြောင့်ထပ်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါဗျ။ရှမ်းနီပြည်သူ့စစ်အဖွဲ့တပ်ဆွဲထားတဲ့နံမိုးမျိုးအထက်ဘက်မှာရှိတဲ့ရွှေလက်ပန်းမိုင်းနောင်လေပုံလေးစားတဲ့ကြေးရွာကဒေတာခန့်တွေဟာတိုက်ပွဲဖြစ်ပွားမှာစိုးရိမ်နေတဲ့အတွက်ကြောင့်ထပ်ပြေးသိမ်းရှောင်နေကြတယ်လို့သိရပါဗျ။ ဧပြီ22ရက်နေ့ကလေးကစတင်ပြီးအင်တော်ဂျီဒေတာမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေရှိခဲ့တဲ့အပြင်စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေပူးပေါင်းစစ်ကြောင်းထိုးတဲ့အတွက်ကြောင့်စီးရေးမတည်ငြိမ်မှုတွေဖြစ်နေကြတာဖြစ်ပါတယ် အင်တော်ဂျီဒေတာတုံးပင်းရွာမှာရှိတဲ့ဒေတာခံတွင်မိခိုအားထားနေရတဲ့စေယုံကိုစစ်ကောင်စီကဘုံကျဲခဲ့တဲ့အပြင်အခြားနေရာတွေကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာကချင်ပြည်နယ်အတွင်းကဖားကန်ကမိုင်းလန်းကျော်အင်တော်ဂျီဒေတာနဲ့မြစ်ကြီးနားအထက်မြစ်ဆုံအတက်လန်းကျော်တွေမှာစီရေးတင်မာမှုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးဗမော်မျိုးသိန်းတိုက်ပွဲအရှိန်ကလည်းပြင်းထန်နေပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြံပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။ Thank <music> you.